အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဝင်ငွေတိုးစီဖို့အတွက်ရည်ကြီးတဲ့ရှင်နိမုံနာမှုနှစ်ခုအကြောင်းပြပြပေးခြင်းပါတယ်ပူကြည့်ကြွယ်ဝမှုတိဆောက်တာနဲ့ပတ်သက်ရင်ကျွန်တော်ပြောပြောနေကြတဲ့အတိုင်းပဲအခြေခံအဖြစ်နဲ့ငွေရှာတာဖြစ်ပါတယ် making money ပေါ့နော်ငွေဘယ်လိုရှာမလဲဝင်ငွေတိုးအောင်ဘယ်လိုလုပ်မလဲပေါ့ ျွန်တော်အခြေခံအားဖြင့်ဆိုရင်တော့ active income လို့ခေါ်တယ်အနေငံပေါ့လေကိုယ်တိုင်ထဲထဲဝင်လုပ်ပြီးတော့ငွေရှာတဲ့ကိစ္စအတွက်ကျွန်တော်တို့ investment တွေလုပ်ဖို့လိုတယ်အခြေခံအားဖြင့်တော့ရည်ကြီးတဲ့ရင်းနှီးမနှုန်းနှစ်ခုရှိတယ်ပထမတစ်ခုကကိုယ့်ကိုယ်ရင်းနှီးမြှုပ်နှံတာပေါ့နော်နောက်တစ်ခုကတော့ကိုယ့်ကိုယ်ငွေရှာပေးမဲ့အရာတွေ invest လုပ်တာဖြစ်ပါတယ်။နံပါတ်1ခုခုကိုရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ရင်တော့အဓိကဖြစ်တော့ကျန်းမာရေးနဲ့သင်ယူလေ့လာမှုပညာရေးပေါ့နော်။ဒီနှစ်ချက်အရေးကြီးတယ်။အမှကျန်းမာရေးဘာကြောင့်အရေးကြီးလဲဆိုရင်ကျွန်တော်တို့ကြားကြနေကြတဲ့အတိုင်းကျန်းမာခြင်းဒီလက်တပါဆိုတဲ့အတိုင်းပဲကျန်းမာနေဖို့အရေးကြီးတယ်။မကျန်းမာဘူးဆိုရင်ကိုလိုချင်တာလုပ်ဖို့ငိုရှာဖို့အင်ပြန်ခတ်ပါတယ်။ကျန်းမာရေးနဲ့ညီညွတ်မျှတအောင်နေတိုင်းစားတောက်တာနောက်ထပ်ပါတော့ကျွန်တော်တို့အားကားလုပ်ဖို့အတွက်ကွန်ဂျက်စိတ်တီဒါမျိုးတွေရှိမယ်။ကိုယ့်ရဲ့ကျန်းမာရေးအတွက်ပေါ့နော်။၃နဲ့၃ထိုက်တဲ့ force ကိုတုံ့တင်တုံ့တိုက်တဲ့ investment ကိုဒီမှာသုံးဖို့လိုတယ်။နောက်တစ်ချက်ကတော့ပညာရေးတင်ယူလိလား င်ယူလေးလောက်မှုအတွက်လည်းကျွန်တော်တို့က investment ခေါင်းခေါင်းလုပ်ဖို့လိုတယ်။ကိုယ့်ရဲ့ skill ကိုမြင့်တင်နိုင်လေဝင်ငွေတိုးပွားနိုင်လေဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကိုကဘယ်အရေးချင်းဘယ် skill ကျွန်တော်တို့လိုနေလဲ idol ကိုကျွန်တော်တို့စောင့်တွေဖတ်ဖို့လိုတာလား substrate တွေကိုဘက်ကိုလုပ်ဖို့လိုတာလားသင်တန်းတွေတက်ဖို့လိုတာလားကျွန်တော်တို့ဒီမှာ invest လုပ်ဖို့လိုတယ်ဆိုရင်ဒီတော့ကိုကျွန်တော်တို့ကလိုအပ်တဲ့ investment လုပ်ဖို့လိုတယ်အချိန်ပေးဖို့လိုတယ်ကုန်ညာစိတ်တောင်းရမယ်ဆိုရင်လည်းဒီမှာကျွန်တော်တို့က investment တစ်ခုလုပ်ဖို့လိုတယ်အရေးကြီးတာကကျမကြီးအဆင်ပြေဖို့နောက်တစ်ခုကကိုယ့်ရဲ့လိုအပ်တဲ့ skill ကိုချိန်နဲ့မျှပါတော့မြင့်တင်ဖို့အရေးကြီး ြည်ပါတယ်။နောက်ဒုတိယတစ်ချက်ကတော့ကိုယ့်ငွေရှာပေးမဲ့အရာတွေပေါ့နော်။ကိုယ့်ငွေရှာပေးမဲ့အရာတွေဆိုတော့ကိုက scale ဘလောက်မြင့်မြင့်လိုတဲ့ပစ္စည်းတွေ device တွေဒါတွေမရှိလို့ရှင်လဲကျွန်တော်လောကန်အခက်တာတွေရှိတယ်။ဥပမာကျွန်တော်တစ်ခါပြောဥပါတယ်ကျွန်တော်မိတ်ဆွေတယောက်ဆိုရင်ဓာတ်ပုံဆရာတယောက်သူဓာတ်ပုံရိုက်တာကြွန်တယ်ဒါပေမဲ့ဒီနေ့ဒီချိန်ထိသူအောင်မြင်တဲ့ဓာတ်ပုံဆရာတယောက်ဖြစ်ရက်တီဖို့အတွက်သူ့မှာလိုတဲ့ကင်မရာနဲ့ကင်မရာပစ္စည်းတွေကင်မရာနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေဒါတွေသူအများကြီးစုဆောင်ခဲ့ရတာပေါ့။ဒါတွေသူရင်းနှီးမြှုပ်နှံတဲ့အတွက်ဒီနေ့ဒီချိန်မှာသူဒီကနေပြီးတော့အကျိုးရလက်ကောင်းအောင်ပြန်ပြီးတော့ခံစားခွင့်ရတယ် ်နော်ဒါကြောင့်မလို့ကျွန်တော်တို့ကကိုလိုအပ်တဲ့ PC ပစ္စည်းတွေမှာလည်း investment လုပ်ဖို့အရေးကြီးတယ် laptop တစ်လုံးဆိုတော့ကိုယ်မ laptop တစ်လုံးရှိရဆိုရင် scale အတွက်ကျွန်တော်တို့လေ့လာဖို့အတွက်အများကြီးလုပ်လို့ရတယ်ဒါမှမဟုတ်လည်းဒီကနေပြီးတော့ငွေရှာကျင်တယ်ဆိုလို့ရှိရင်လည်း video တွေ fund မယ် content တွေ fund မယ်နောက်သင်တန်းတွေဘာတွေ online နဲ့ကိုပေးမယ်ဆိုရင်လည်းကျွန်တော်တို့ laptop တစ်လုံးကလည်းအများကြီးလုပ်လို့ရ laptop မှာမဟုတ်ကျွန်တော် phone တစ်လုံးရှိတယ်ဆိုလို့ရှိရင်လည်း phone တစ်လုံးနဲ့လုပ်လို့ရတာအများရှိတယ်ပေါ့နော်ဆိုတော့ဒီလိုကိစ္စမျိုးတွေမှာကျွန်တော်တို့ကလိုအပ်လို့ရှိရင်ဒါငွေသုံးဆွဲတဲ့သုံးဆွဲဖို့လိုတယ် နော်။ဟိုတချို့ရှိတယ်စားသောက်တစ်ခုဟိုဟော့ပေါ့တပွဲကို၃၄ဆောင်းလောက်စားဖို့မနှံ့ညောခီးတစ်ခုသွားဖို့ကျွန်တော်တို့ကပေါင်နေတာသွားလိုက်တာမနှံ့ညောပေါ့နော်။ပတ်စံ၄၅၆သိန်း၁၀သိန်းဒီလိုမျိုးကျွန်တော်တို့ကလွယ်လွယ်ကူသုံးပြတ်တက်ပြီမဲ့ကိုယ်ငွေရှာပေးမဲ့အရာတွေတော့ငွေသုံးဖို့တွန့်နေတာမျိုးတွေရှိတယ်။တကယ်တမ်းကျတော့ကျွန်တော်တို့အတွက်ရရှိမှာကျွန်တော်တို့ကိုအကျိုးပြုနိုင်မဲ့ပစ္စည်းတွေပေါ့နော်အရာတွေပေါ့မှာကျွန်တော်တို့က investment အကောင်းဆုံးလုပ် ဒါကြောင့်မို့ကျွန်တော်ဝင်ငွေတိုးခြင်းနဲ့အထူးသဖြင့်ကိုယ်တိုင်ထက်ထက်ဝင်လှုပ်ပြီးတော့ရတဲ့ဝင်ငွေညှင့်တင်ခြင်းနဲ့ဆိုလို့ရှိရင်နံပါတ်၁ကျမိုင်းကောင်းမှုရည်ကြီးတယ်ကိုယ့်ရဲ့ skill နောက်ကိုယ့်ရဲ့လေ့လာသင်ယူမှုဒါတွေကျွန်တော်ညှင့်တင်ဖို့လိုတယ်နောက်တစ်ခုကတော့ကျွန်တော်ငွေရှာပေးမဲ့ support လုပ်နိုင်တဲ့ပစ္စည်းတွေအရာတွေပေါ့နော်ဒါတွေမှာကျွန်တော်က investment လုပ်ဖို့ရည်ကြီးပါတယ်အားလုံးပဲတိုးတက်ရေးငွေချင်းနဲ့ CY ဆိုင်ဗီဒီယိုတွေကိုပုံမှန်ကြည့်ရှုနေတဲ့ဆိုရင်တော့ channel လေးကို subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်